လဘဒန်းမှာဖြစ်ပွားခဲ့တဲ့အကြမ်းဖက်မှုဖြစ်စဉ်တွေပြီးမှစကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ရည်ညွှန်းချက်နဲ့တိုင်းဒေသကြီးအတွင်းအရေးကြီးကာလအဖြစ်သတ်မှတ်လိုက်ကခရိုင်မြို့နယ်ရကြေးအစင်းစင်မှာကိုကဲရုံနေဖွင့်လက်က24နှစ်တိုင်ဝန်ထမ်းဆောင်စေဖို့ညွှန်ကြားထားတယ်လို့သိရပါဗျ။ဒီလိုသတ်မှတ်မှုကို match လ17ရက်နေ့ကနေ April 9ရက်နေ့အထိသတ်မှတ်တာဖြစ်ပြီးအဲဒီလိုအရေးကြီးကာလအဖြစ်သတ်မှတ်ရတဲ့အကြောင်းရင်းဟာ တက္ကသိုလ်ဝန်ထမ်းစာမေးပွဲတွေအစိုးရပညာဦးစီးဌာနရဲ့ပထမနှစ်ဝက်စာမေးပွဲတွေဖုန်းတော်ကြီးတွေရဲ့ဓမ္မစရိယာနဲ့ပထမပြန်စာမေးပွဲတွေကိုအေဂျင့်စွာဖြည့်ဆို့နိုင်ဖို့ရဲရွာအေဂျင့်တာယာရေးနဲ့တရားဥပဒေစိုးမိုးရေးစတာတွေအတွက်ဖြစ်တယ်လို့ထုတ်ပြန်ထားတဲ့ညွှန်ကြားအသိပေးချက်မှာဖော်ပြပါရှိပါတယ်။အဲဒီထုတ်ပြန်ချက်အပေါ်မှာတော့နိုင်ငံရေးအတိုင်းဝိုင်းကဝေဖန်မှုတွေထွက်ပေါ်နေတယ်လို့သိရပါတယ်။ရေဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းတအူးကအရေးကြီးကာလလို့သတ်မှတ်တာဟာ မက်ရှလ17ရက်နေ့ကလေးကဖြစ်ပေမဲ့အကြောင်းကြားစာကိုမက်ရှလ21ရက်နေ့မှသာလက်ခံရရှိတယ်လို့ပြောပါရယ်ခရိုင်မြို့နယ်ရဲ့ကြေးအုပ်ချုပ်ရေးမှုတွေအပါအဝင်အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းအလုံးကအရေးကြီးကာလအတွင်းအညိုရောင်ကွင်းစင်းဝတ်စုံကိုဝတ်ဆင်ကြဖို့ကိုကဲရဲရုံးတွေဖွင့်လှစ်ထားဖို့ထူးခြားမှုရှိပါကတိုင်းကိုကဲရဲရုံးကို အချိန်နဲ့တပြေးညီအကြောင်းကြားဖို့ညွှန်ကြားထားပါရယ် ဒါအပြင်အရန်မီးသက်နဲ့ကြက်ချင်တွေအဖွဲ့ဝင်တွေကိုလည်းယူနီဖောင်းအပြည့်စုံနဲ့အရန်သင်ရှိနေဖို့ကုတ်ကဲမှုနဲ့ပတ်သက်တဲ့အမြင်ပြင်အခြေအနေကိုအမြန်ပြန်လည်တင်ပြဖို့တွေလိုအပ်တယ်လို့လည်းသိရပါတယ်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့အခုလိုထုတ်ပြန်ညွှန်ကြားချက်ဟာနိုင်ငံအတွက်မဖြစ်မနေအပြောင်းအလဲပြုလုပ်ဖို့လိုအပ်နေတဲ့အမျိုးသားပညာရေးဥပဒေနဲ့ပတ်သက်ပြီးအနစ်နာခံ တောင်းဆိုခဲ့တဲ့သပိတ်မောက်ចောင်းသားတွေအတွက် စိုးရင်ကြီးစွာစောင့်ကြည့်တောင်းဆိုနေတဲ့လူမှုလှုပ်ရှားမှုတွေကိုကန့်သက်လိုမှုနဲ့ဖိအားပေးလိုမှုတွေဖြစ်နိုင်ပွဲရှိတယ်လို့နိုင်ငံရေးလှုပ်ရှားသူတွေကဝေဖန်လျက်ရှိပါတယ်။